မြန်မာပြည်သက်တွေစိတ်ဝင်တစားစောင့်မျှော်နေတဲ့ပွဲကြီးကဒီကနေ့နိုဝင်ဘာလ9ရက်တောက်ကြနေ့ညမြန်မာစံတော်ချိန်ည9နာရီကစလို့ One Championship ရဲ့1 Friday Fight 132ပြိုင်ပွဲကြီးကိုထိုင်းနိုင်ငံမှာရှိတဲ့လွန်မနီအာဂါသာကွင်းကြီးမှာမြန်မြန်ဆိုင်ဆိုင်နဲ့ကျင်းပသွားတော့မှာဖြစ်ပါတယ်။ဆိုပါပြိုင်ပွဲကြီးမှာမြန်မာဖိုက်တာ3ဦးထိပါဝင်ထိုးသက်သွားမှာဖြစ်ပြီး Bronica တက်စင်နဲ့စိုးနာဦးတို့ကပြိုင်ဘက်ဖိုက်တာတွေနဲ့အသီးသီးရှင်ပြိုင်ထိုးသက်သွားမှာဖြစ်ပါတယ်။

ဒီကနေ့ကျင်းပသွားမယ့်1 Friday 5 132ပြိုင်ပွဲကြီးကိုမူလကတွဲဆိုင်ပေါင်း12ဆိုင်နဲ့ကျင်းပဖို့စီစဉ်ထားခဲ့ပေမယ့်ပွဲစဉ်တစ်ပွဲက ပြက်ပြဲသွားခဲ့တာဖြစ်လို့ဒီကနေ့ညမှာတော့တွဲဆိုင်ပေါင်း12ဆိုင်နဲ့ပြောင်းလဲကျင်းပသွားမှာဖြစ်ပါတယ်ဒီကနေ့ညကျင်းပသွားမယ့်1 Friday 5 132ပြိုင်ပွဲကြီးကိုမြန်မာစံတော်ချိန်ည9:00နာရီကနေစတင်ကျင်းပသွားမှာဖြစ်ပြီးပထမဆုံးကြည့်ရမယ့်မြန်မာ Fighter ပွဲစဉ်ကပွဲစဉ်နံပါတ်၄နေရာမှာရှိတဲ့မြန်မာ Fighter က်တာဆိုးနောင်ရဲ့ပွဲအဲ့နာ International Main Event ပွဲစဉ်နေရာမှာတန့်စင်ရဲ့ပွဲစဉ်နဲ့ဒုတိယခေါင်ပွဲစဉ်နေရာမှာထိုးသက်သွားမဲ့ Bronica ရဲ့ပွဲစဉ်တွေကိုအသီးသီးကြည့်ကြရမှာဖြစ်ပါတယ် မြန်မာဖိုက်တာစိုးနောင်ဦးကဝမ်ချန်ပီယံရှစ်မှာတပွဲထိုးသက်ထားပြီးအဆိုပါပွဲစဉ်ကိုရှုံးနိမ့်ထားခဲ့တာပါစိုးနောင်ဦးရဲ့ပြိုင်ပွဲထိုင်းဖိုက်တာမိုင်ဆန်းကန်ကဝမ်ချန်ပီယံရှစ်မှာ၄ပွဲထိုးသက်ထားပြီးအဲ့ဒီကမှ၃ပွဲနိုင်တပွဲရှုံးဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားတဲ့ဖိုက်တာတူဖြစ်ပါတယ်ဖိုက်တာနှစ်ယောက်လုံးကအသက်24နှစ်အရွယ်အရက်9ပေ၄လက်မစီအသီးသီးရှိကြတာမို့လုံးတူတောက်တူဖိုက်တာတွေတွေ့ဆုံကြတဲ့ပွဲလို့ဆိုရမှာပါ အဲ့တော့ကြောင့် strawway မွေတိုင်းပွဲစဉ်ဖြစ်ထိုးသက်သွားမဲ့သူတို့နူးရဲ့ပွဲစဉ်ကပိသက်တွေကိုဘလို့ပုံစံမျိုးတွေနဲ့ဆွဲဆောင်ပြသွားမလဲဆိုတာဒီကနေ့ညမှာရင်ခုံစွာနဲ့စောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်135 132ပြိုင်ပွဲကြီးရဲ့ပွဲစဉ်6နေရာမှာတော့ international main event ပွဲစဉ်ဖြစ်ကစားသွားကြမယ်မြန်မာ fighter လေးတန့်စင်နဲ့ thai fighter combo 9တို့ရဲ့ပွဲစဉ်ကိုကြီးကြားရမှာဖြစ်ပါတယ်မြန်မာ fighter တန့်စင်က world championship မှာ၅ဝဲထိုးသက်ထားပြီးနှစ်ပွဲ နိုင်သုံးဘွဲ့ရှုံးဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားတဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်။အသက်20နှစ်အရွယ်ဖိုက်တာတယောက်ဖြစ်ပြီးအရက်က9ဗေ6လက်မှ ရှိပါတယ်။ Time Fighter Combo 9ကဝမ်ချန်ပီယံရှစ်မှာကိုယ်ဝေကစားထားပြီးအဲ့ထဲကမှခုနှစ်ပွဲနိုင်နှစ်ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ Flyweight မွေထိုင်းပွဲစဉ်ဖြစ်ထိုးသက်သွားမဲ့သူတို့နူးရဲ့ပွဲစဉ်ကတကယ့်ကိုကြည့်လို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာတော့သိကြပါတယ်။ Fighter နေအောင်လုံးကတိုက်စစ်ဖွင့်ထိုးတတ်တဲ့ Fighter တွေဖြစ် ဖြစ်လို့ပိဋကတ်တွေကိုတမျိုးတစ်ပုံနဲ့ရတအပြည့်ပေးမဲ့ပွဲစဉ်မျိုးလေးဖြစ်လာမှာပါ တိုင်းဖိုက်တာခွန်ပေါ်နိုင်ကတော့ဒီပွဲစဉ်မှာတန့်စင်ကိုအနိုင်ယူပြီးဝမ်ချန်ပီယံရှစ်ရဲ့ဒေါ်လာတသိန်းနဲ့စာချုပ်ကိုအရယူဖို့ပြင်မှတ်ထားနေတာလေးဖြစ်ပါတယ်မြန်မာဖိုက်တာလေးတန့်စင်နေနေလေတိုင်းဖိုက်တာခွန်ပေါ်နိုင်ကိုမြန်မာဖိုက်တာတွေအတွက်ရှုံးရွေးဆက်လာဖို့ရှိနေတာပါဒီပွဲစဉ်မှာဘေးဖိုက်တာကအကောင်းဆုံးလှုပ်ပြသွားနိုင်မလဲဆိုတာဒီကနေ့ညမှာမျက်ဝါးထင်ထင်ကြီးခွင့်ရကြတော့မှာလေးဖြစ်ပါတယ် အဲနောက် One Friday Fight 132ရဲ့ဒုတိယခေါင်းပွဲစဉ်နေရာမှာတော့ Bronica နဲ့တရုတ် Fighter Lee Min Ri တို့ကအတန်ဝိတ်မွေထိုင်းပွဲစဉ်ဖြစ်ထိုးသက်သွားမှာဖြစ်ပါတယ်။ Bronica ကအသက်29နှစ်ရွယ်အရက်9ပြီ4လက်မှရှိပြီး One Championship မှာ2ပွဲကစားထားကတပွဲနိုင်တပွဲရှုံးနိမ့်ထားပါတယ်။တရုတ် Fighter Lee Min Ri ကအသက်28နှစ်ရွယ် Fighter တယောက်ဖြစ်ပြီးအရက်က9ပြီ3လက်မှရှိပါတယ်။ Bronica နဲ့ပွဲစဉ်က သူ့ရဲ့ဝမ်ချမ်ပီယံရှစ်ပထမဦးဆုံးပွဲစဉ်ဖြစ်ပြီးခုမှမွေထိုင်းစထိုးမှလည်းဖြစ်ပါတယ် တရုတ်ဖိုက်တာလီမီရီကကီပောင်စင်ပွဲပေါင်း34ပွဲကစားထားပြီးအဲ့ထဲက28ပွဲ98ပွဲရှုံးနိမ့်ထားပါတယ်သူတို့နှူရဲ့ပွဲစဉ်ကလည်းပိတ်သက်ကြိုက်ပွဲကောင်တစ်ပွဲဖြစ်လာဖို့ရှိနေပါတယ်1 Friday Fight 132ပြိုင်ပွဲကြီးကိုတော့1 Championship ရဲ့ Facebook Page နဲ့ YouTube Channel တွေကနေတိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာလည်းဖြစ်ပါတယ်။မြန်မာ Fighter စိုးနောင်ဦးနဲ့တန့်စင်တို့ရဲ့ပွဲစဉ်တွေကိုတော့မြန်မာစံတော်ချိန်ည8:00နာရီနောက်ပိုင်းမှာကြည့်ရမှာဖြစ်ပြီး ဗရိုနီကာရဲ့ပွဲစဉ်ကိုတော့မြန်မာစံတော်ချိန်ည9:00နာရီခွဲနောက်ပိုင်းမှာကြည့်ရမှာဖြစ်ပါတယ်ဒီကနေ့ညမှာမြန်မာဖိုက်တာ3ဦးထိပွဲထွက်လာမှာဖြစ်လို့ကျွန်တော်တို့အာပါတိယစောင့်မျှော်အားပေးလိုက်ကြရအောင်ဗျာကြီးစုနားဆင်ခဲ့တဲ့အတွက်အားလုံးပဲကျန်းမာချမ်းသာကြပါစေခင်ဗျာ